မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်မီတာတစိ EV ကားကုမ္ပဏီဒေဝါလီခံမှုမြန်မာ EV ကားစီးကွက်ကိုပါရိုက်ခတ်ပြီးဝယ်လိုအားထိုးကြမြောက်လိုက်သားနေသမီးတို့တင်သွင်းရောင်းချနေသော EV ကားများ၏စီးကွက်အခြေအနေမှလောက်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် တရုတ်နိုင်ငံမှာလျှက်စစ်ကားနီတာတစ်စိတ် EV ကားများထုတ်လုပ်နေသောဇက်ရှောင်းဟာဇင် New Energy Automobile ကအကျွေးတရုတ်ယွမ်း10ဘီလီယံကျော်ရှိနေတဲ့ အကျွေးရှင်တအူကတရုတ်ရွံ9တသမ3တန်းရရှိရန်တရားစွဲလာကြောင်းထို့သောတရားစွဲလာသည့်အတွက်ကုမ္ပဏီကဒီဝါလီခံရန်တရားရုံးသို့တင်ပြလျှောက်ထားလာခြင်းဖြစ်ကြောင်းသိရပါသည်လက်တလုံးနီတာအမတ်တစိတ် EV car showroom များမှလည်းပိတ်သိမ်းနေပြီးရင်းကုမ္ပဏီဝန်ထမ်းများမှလည်း2024ခုနှစ်နိုဝင်ဘာလမှစတင်၍လစာမရသဖြင့်လမ်းပေါ်ထွက်ဆန္ဒပြမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါသည်နီတာတစိတ် EV car ကရက်ကတော်တော်ကြီးပါသည် နကိုကားမှာဒီမာကမိမမှန်လို့ EV ကားတွေတိတ်ပြီးရောင်းမကောင်းမတွင်ကျဲတော့ဘူး EV ချာဂျင်အာသွင်းကားကလည်းဓာတ်ဆီဈေးထက်တောင်များသလောက်ဖြစ်နေတော့လူတွေတိတ်မစီကြတော့ဘူးပြည်တွင်းမှာ EV ကားတွေပုံနေတာပဲဝယ်ပြီးရင်လည်းတခင်ချစ်ကားဖြစ်နေတယ်ပြန်ရောင်းရင်မထွက်ဘူးဈေးလျှော့ရောင်းရင်တောင်ဒီကလျှက်စစ်ပြီးအခြေအနေကြောင့်အဝယ်ကိုမရှိဘူးဟုရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်းမှဝါရင်ရင်ရောင်းဝယ်ရေးအကျိုးဆောင်တအူကသတင်းဌာနသို့ပြောကြားပါတယ် မြန်မာနိုင်ငံအတွင်းရောင်းချနေသော EV ကားများတွင်တရုတ်နိုင်ငံထုတ်တစ်စိတ်အမျိုးမျိုးပါဝင်ပြီးအ ਨੇ စုံရက်စစ်ကားများဤစွမ်းဆောင်ရင်းနှင့်အချိန်ကြာမြင့်စွာအသုံးပြုနိုင်မှုအစစ်မြင့်စိန်ခန့်စနစ်ပါဝင်မှုတို့အပေါ်မူတည်၍ဈေးနှုန်းမှာ EV ကားသစ်တစ်စီးလျင်ငွေကျပ်အနည်းဆုံး3800မှစတင်၍3000နီးပါးအထိပေါက်ဈေးရှိကြောင်း2022ခုနှစ်နှင့်2023ခုနှစ်ကာလများတွင်မြန်မာနိုင်ငံအတွင်းသို့ EV ကားများစီးရီထောင်ချီ၍တင်သွင်းခဲ့ကြကြောင်းသိရပါသည်။ ပြည်တွင်း EV ဈေးကွက်မှာဆိုရင်အများဆုံးသုံးတာက MG Leaf Motor နဲ့ BYD ပေါ့အဲ့ဒါကလူကြိုက်များတယ်ဒီတာလည်းလူကြိုက်များတဲ့အထက်ပါတယ်တခြားတစိုက်တွေလည်းအများကြီးရှိသေးတယ်ကားခက်သေးသေးလေးတွေလည်းအိမ်နဲ့ခြံနဲ့နေနိုင်သူတွေကဝယ်ပြီးဈေးသွားကြောင်းသွားတုံးကြတာစီရီကြိတ်ကြိတ်တို့တန်းစီရတုံးက EV ကားတစ်ခေတ်ထားလိုက်သေးတယ်အခုတော့ EV ကားအယောင်တွေကြီးပဲဟုရန်ကုန်မှာကားဝါရင်အဝေးရောက်ကဆိုပါတယ် တရုတ်နိုင်ငံမှာဒီဝါလီခံသွားသောနီတာအမှတ်တံစိတ်လျှက်စစ် EV ကားများကိုမြန်မာနိုင်ငံသို့ Grand Syria ကုမ္ပဏီကတင်သွင်းလျက်ရှိပြီးလက်ရှိဒေဝါလီခံသည့်ကရက်ကြောင်းနီတာတစိုက်ကားများကိုဈေးနှုန်းလျှော့၍အမြန်ရောင်းချမှုများတုံးဆဲသူများကလည်းအရှုံးခံ၍ရောင်းချမှုများရှိနေကြောင်းဈေးကွက်အတွင်းမှာစုံစမ်းသိရှိရပါသည်။ နီတာယူ2024မော်ဒယ်ကို3000ကျော်ကျော်လေးနဲ့ရောင်းချနေတယ်။အရင်ကသိန်းကို1500လောက်ဈေးအတော်အော်ခဲ့တဲ့ကားတွေအခုတော့လာဝယ်ရင်လျှော့ပေးမယ်အလုပ်ဖြစ်အောင် ရောင်းပေးမယ်ဆိုတာကြီးပဲဟုရန်ကုန်မှ EV ကား3ဆဲသူတို့ကရှင်းပြပါတယ်။ မြန်မာနိုင်ငံတွင်အီးပွေကားများမှာ2023ခုနှစ်ဧပြီလ20ရက်နေ့မြန်အောင်လိုင်းကပြည်တွင်းလျှက်စစ်တပ်အားလုံလောက်စွာရရှိရေးအတွက်ဆိုလာနှင့်လျှက်စစ်ပစ္စည်းများကိုပြည်ပမှတင်သွင်းမှုများအတွက်အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက်ဖုံမှုခေစားလာခဲ့ပြီးမြန်အောင်လိုင်း၏တာအောင်ပြည်စုံနှင့်သမီးခင်တတိသက်မွန်တို့ကဆိုလာလျှက်စစ်နှင့် EV ကားတင်သွင်းမှုများကိုအကြီးအကျယ်လှုံ့ဆော်ခဲ့ကြသည်စစ်ကောင်းဆောင်မြောင်လိုက်သမီးဖြစ်သူခင်တိတက်မွန်က၎င်း၏လှုပ်ဖော်ကိုင်ပန်များဖြစ်သောနိုင်ဖြိုးကျော်ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Company Limited ကုမ္ပဏီထူထောင်ပြီးမြန်မာနိုင်ငံအတွင်းသို့လျှက်စက်ကားများနဲ့ MG မြန်မာ Leaf Motor မြန်မာအမျိုးအစားလျှက်စက်ကားများကိုတင်သွင်းလျက်ရှိပြီးယခုကာလအပိုင်းခြားတွင်လျှက်စက်ကားများဤဝယ်လိုအားမှာထိုးကျလျက်ရှိကြောင်းဈေးကွက်အတွင်းမှစုံစမ်းသိရှိရပါသည်ခင်တိရီတက်မော်နှင့်အပေါင်းပါများလောက်ကိုင်းနေသော MG မြန်မာ EV ကားကုမ္ပဏီကမြန်မာနိုင်ငံအတွင်းသို့လျှက်စက်ကားများနှင့် MG အမှတ်တံဆိပ်ကားများ Leaf Motor မြန်မာအမျိုးအစားလျှက်စက်ကားများတင်သွင်းနေရတွင် ကားမိတ်ဆက်ပွဲများကိုသရုပ်ဆောင်မင်းသားမင်းသမီးများဖိတ်ကြား၍ချိမ့်ချိမ့်တဲတဲမကြာခဏဆိုသလိုကျင်းပလေရှိသည် ထို့ပြင်မင်းအောင်လိုက်သမီးနှင့်အပေါင်းပါနိုင်ဖြိုးကျော်ဝေယံမင်းမောင်တို့၏ NPK Motor Company Limited ကုမ္ပဏီမြန်မာနိုင်ငံတဝမ်းလျှက်စစ် ကားများတွင်ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ပြီး EV charging station များစွာတည်ဆောက်ဖွင့်လှစ်ခဲ့သည်ထို့တူမင်းအောင်လှိုင်ဤသားဖြစ်သူအောင်ပြည့်စုံကလည်းတရုတ် BYD ကုမ္ပဏီမှ BYD EV ကားများကိုအခြားသောနာမည်ကပ်လုပ်ငန်းရှင် များနှင့်ပူးပေါင်း၍ကုမ္ပဏီထောက်ကမြန်မာနိုင်ငံတွင်သို့တင်သွင်းရောင်းချခဲ့သည်မင်းအောင်လှိုင်သားနှင့်တမီရောင်းချသည့် EV ကားများဝယ်လိုအားအလိုအမင်းထိုးချသွားခြင်းတွင်မင်းအောင်လှိုင်ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံတဝန်လှိုင်းစင်မဲ့ဆိုင်ကဲနှင့်ကားများကိုစီမံချက်ဖြင့်ဖမ်းဆီးမှုကိုယခုဇော်လာတရက်နေ့တွင်လှုပ်ဆောင်ခဲ့ပြီးယခုအချိန်ထိလည်းဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။ ဆလပီဖားဆောင်မှုနယ်မော်ချီဒေတာကိုစစ်တပ်ကလေရင်ပြေပုံကျဲမှုဖြီးသူခွနဲ့ဦးသေးဆုံးပြီးအများအပြားထဏ်ရရပခုတ်ကူတွေလည်းဝိုင်းတွဲလေရင်ဖြင့်ဘုံအလုံး30ကျော်ကျဲချရဲဆိုတဲ့တဲ့ရင်ကိုတင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ခရင်နီပြည်ဖားဆောင်မှုနယ်မော်ချီဒေတာကိုစစ်ကောင်စီတပ်ကလေရင်ပြေပုံကျဲတိုက်ခိုက်ခဲ့ရာဖြီးသူခွနဲ့ဦးထက်မနေတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေတာနေပြည်သူများကတရင်ဌာနသို့ပြောကြားပါတယ်။ယနေ့ဇွန်လ25ရက်နေ့နနက်7:00နာရီခန့်အချိန်ဖားဆောင်မှုနယ်မော်ချီ ီးဒေသတောင်ပေါ်ရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပေစစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာခဲတပ်ထုတူဖော်ရေးလုပ်ငန်းခွင်နှင့်ကုန်းစုံဆိုင်တဆိုင်ပေါ်သို့ဘုံများကြောက်ပောက်ွဲခဲ့ပြီးပြည်သူ9ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ခဲချင်းနဲ့ကုံစုံဆိုင်ပေါ်ကိုဘုံကြခွဲတာခဲချင်းဝင်နေကြတဲ့အချိန်အလုတ်တွေလုံနေကြတဲ့အချိန်ဆိုတော့အထီးခိုက်ကများတယ်တိုက်ပွဲမရှိပါဘူးတိုက်ပွဲကဖားဆောင်ဘက်မှာပဲဖြစ်တာအခုဘုံကျဲတာကမော်ကြီးဘက်မှာကျဲသွားတာပါ ကနအူးခနအူးတည်ဆုံပါတယ်အများပြထံရရတယ်လို့သိရပါတယ်ရှာဖွေကဲဆက်ရေးတွေလုံနေလို့အရေးအတွက်အတိအကျတော့မသိရသေးဘူးဒီထက်လည်းညနိုင်တယ်ဟုဒေသတရင်ကြီးမြက်ကတရင်ဌာနသူပြောကြားပါတယ် စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာကိုပုံမကျဲပဲပြည်သူလူထုများနေထိုင်ရာစစ်ပေးရှောင်စခန်းများလုပ်ငန်းခွင်များဖုန်ကြီးကျောင်းများစာတင်ကျောင်းများပြစ်မှတ်ထားကလေးကျောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကရင်နီပြည်နယ်ဘက်ကိုစစ်ကောင်စီလက်ထက်မှ Jet Fighter ဝိုင်းတွဲလေယာဉ်များဖြင့်ခင်းထောက်ပြန်တမ်းနေခြင်းတို့လှုပ်ဆောင်နေသောကြောင့်မိဘပြည်သူများအနေဖြင့်လေးကျောင်းရန်ကောက်ွယ်ရေးဆိုင်ရာနီလက်များတတိပေးချက်များကိုလိုက်နာပေးကြပါရန်တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားပါသည် ်အလာတူမကွေးတိုင်းပခုတ်ကူမြို့နယ်ကာမတိုက်နယ်အနောက်ခြမ်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဤတတာဦးလီတမတက်လာသည့်ဝိုင်းတွဲဘုံချဲလျင်ဖြင့်လေချောင်းတိုက်ခိုက်မှု၁၇ချိန်ပြုလုပ်ခဲ့ကြောင်းဒေသတရေရင်းများထံမှသိရပါရယ်ယနေ့စွန်လ25ရက်နေ့နနက်6:00မှ6:45မိနစ်အချိန်အတွင်းဘုံအလုံးကြီး30ကျော်ခန့် ကျဲချသွားကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ဤကြောင်းတိုက်ခိုက်မှုကြောင့်တိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမှမသိရှိရသေးကြောင်းလက်ရှိတွင်စစ်တပ်ကအင်အားတထောင်ကျော်ဖြင့်ပခုတ်ကူးမျိုးနှင့်ကာမတိုက်နယ်သို့စစ်ကြောင်းထိုးနေစဉ်လေကြောင်းဖြင့်ပါနေမြေရှင်းလင်းသည့်အနေဖြင့်ပုံများကျဲချနေခြင်းဖြစ်ကြောင်းဒေသတွင်ရင်းမြစ်များထံမှသိရပါတယ်။ဆက်လက်ပြီးနောက်ချိုတွင်စစ်ကောင်စီကဘုံအလုံး80ကျော်ကျဲချထားပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA သိမ်းပိုက်ထားသည့်ရှမ်းမြောင်နှောင်းချိုရှိတောင်ခမ်းဒေသကိုစစ်ကောင်စီကအပြင်းထန်ဖုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီသည်ယမန်နီဇော်24ရက်နေ့နက်ပိုင်းမှစတင်ကကန်ကြီးရွာဤအနောက်မြောက်ဘက်နှောင်းရဲကြီးရွာအနီးရှိလုံဝဲဒေသကိုလေကြောင်းမှအဓိကတာတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မနေ့ကမနေ့ကလေးကနေဘုံတွေစက်တိုက်ကျဲတာနေကင်းမှာတိုက်ပွဲငြိမ်သွားတယ်။ဘုံနဲ့ဒရုန်းတွေနေကတော့စက်တိုက်ညအထိကျဲတာဘုံအလုံးပေါင်း80ကျော်တယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ရွှေသွန်းကြီးရွာအနီးတွင်လည်းစစ်ကောင်စီနှင့်တနုပြည်သူလူမျိုးရေးတပ်တော် DPLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနေကင်းအချိန်တွင်တိုက်ပွဲခဏငြိမ်သက်သွားကြောင်းသိရပါတယ်။ စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာနေ့အနီးဝန်းကျင်သို့ပေါင်900ပုံနဲ့ပေါင်300ပုံအပါအဝင်ဘုံအလုံးပေါင်း80ကျော်ကို Y-Dray Jet Fighter တို့ဖြင့်ကျဲစာတိုက်ခိုက်ခဲ့ကြောင်း DPLA ကထုတ်ပြန်ထားပါသည် စစ်ကောင်စီကတောင်ခမ်းမှနောင်ချိုဘက်သို့အင်အားထောင်ချီတုံးပြီးစစ်ကြောင်းထိုးနေကလက်နက်ကြီး drone ပုံနဲ့လေကြောင်းအသုံးပြုနေတော့လေစစ်ရေးအရာထိရောက်မှုမရှိကြောင်းစစ်သတင်းရင်းမြစ်ကဆိုပါတယ်စစ်ကောင်စီသည်ယမန်နေ့ည9နာရီခန့်ကလည်းနောင်ချိုမြို့အရှိတောင်ဘက်ချမ်းကိုဘုံကျဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးကာမိုင်းဖားကန်လန်၌တိုက်ပွဲပြန်ဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကာမိုင်းဖားကန်လမ်းမရှိနှံရရွာအနီးစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းရောက်ရှိလာပြီး KIA KVDF ကူပေါင်းတပ်နှင့်တိုက်ပွဲထပ်မံဖြစ်နေသည်နှံရရွာအနီးသို့စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာခြင်းနှင့်အတူဇွန်လ24ရက်နေ့မှစ၍တိုက်ပွဲဖြစ်နေသည်ဟုနေရက်ပြန်ရန်စူးစမ်းနေသောဒေသခံစစ်ပေးဆောင်တို့ကပြောပါရသည် ကာမိုင်းကနေတက်လာတာလားပထမတက်သွားတဲ့စစ်ကြောင်းကနေကြံခဲ့တာလားမသိဘူးတိုက်ပွဲကရုတ်တရက်ထားဖြစ်တာပါလမ်းပိုင်းမှာလုံခြုံရေးစိတ်မချရတာကတော့ KIA ဘက်ကအရင်ကတည်းကသတိပေးထားတာပါဟု၎င်းကပြောပါတယ်ဖာကန်မြို့နယ်စိုင်းတောင်ရွာကိုစစ်ကောင်စီကယနေ့နက်နက်ပိုင်းတွင်ဒရုန်းဖြင့်ပုံချဲ၍မြေပြင်၌နှီးလောင်နေသည်ဟုဒေသခံအချို့ကပြောပါတယ်မိုးကောင်ကာမိုင်ဖားကန်လန်ကိုလုံခြုံရေးအခြေအနေအရာအတုံးမပြူကြရန် KIA KVD ရဲ့ပူးပေါင်းတပ်ကစွန်လန်ဆမ်းမှစာရေးထတိပေးခဲ့ပါတယ် ကမိုင်းလုံခင်ဖားကန်လန်အတိုင်း AB 23ရက်ကဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည်ယခုအခါဖားကန်၌စစ်ကြောင်းဆက်ထိုးနေပြီး KIA KVDF ပူးပေါင်းတပ်ကလည်းထိုက်ခိုက်မှုများပြုလုပ်နေသည်ထိုးစစ်ကြောင်းအပြင်နောက်ထပ်စစ်ကြောင်းတစ်ခုသည်ကမိုင်းလုံခင်ဖားကန်လန်တို့ထပ်မံရောက်ရှိလာခြင်းဖြစ်သည်နိုင်ရရွာအနီးတွင်ပြီးခဲ့သည့်မေလဆန်းကလည်းထိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးဒေသခံများ16000ဆဲဖြစ်သည် ဖာကန့်ကမိုင်းလန်ကျော်အတိုင်းဆိုပါကမအူပင်ကြောက်ထူအွန်ကတ်ထောင်ခင်တောင်နဲ့ယာကတ်မော်စောစိုင်းဖရာခွန်ဆိုင်စောဂေါ်ရီယန်တတားညီနောင်ရုံတောင်ပြအောင်ကြောက်ထူနန့်တိန်ခွနမိုင်း6မိုင်း9မိုင်းကြောက်ဖြာလေပြင်းလုံခင်းနဲ့ဖာကန့်ဖြစ်သည် ရခုအခါဖားကန်းမြို့နယ်နေရအချို့တွင်ရောနတ်ရရွာပတ်ဝန်းကျင်၌ပါဆေးရည်တင်းမာနေခြင်းဖြစ်သည်လက်ရှိဒေတာတွင်ဆေးရည်အခြေအနေအရအယက်သားပြည်သူများအနေဖြင့်ည9:00နာရီမှမနက်4:00နာရီအတွင်ပြင်ပသို့မထွက်ရန်စစ်ကောင်စီစစ်ကြောင်းများအန်ရဲကိုတတိပြုကြရန် KIA KPDF ကတတိပေးထားပါသည်